လူတယောက်ဟာသူများအလှလှတာကိုတားမြစ်လို့ရှိရင်တဲ့အန္တရာယ်၃မျိုးလောက်ထာရောက်တယ်ပေါ့သူ့ဘာသူလှူတာကိုယ်နဲ့မဆိုင်အဲ့ဒါဒီ၃မျိုးကိုအန္တရာယ်ပြုတာရောက်တယ်ဘာလဲလို့ဆိုလို့ရှိရင်နော်အလှတာရဲ့ကကုသိုလ်ရဖို့အတွက်အန္တရာယ်ဖြစ်တယ်ဟုတ်လားလှူတဲ့လူကသူကသွားဟန်တာလို့မလှူနဲ့လို့ပြောသည့်အတွက်ကြောင့် ကုသိုလ်ရရမှမရတော့ဘူးခဲ့အဲ့ဒါကြောင့်မို့လို့သူများလှူတာကိုတားမြစ်မယ်ဆိုလို့ရှိရင်တဲ့ဒါယကာရဲ့ကုသိုလ်အနေရကိုလည်းသူလောက်ရရောက်တယ်ကုသိုလ်ကိုအနေရပြုတာတားဆီးတာလည်းဖြစ်တယ်ပုံညံတရယ်လို့ခေါ်တာပေါ့နော်ကုသိုလ်ရရမှမရတော့ဘူးကုသိုလ်ကောင်းမှုရဲ့အနေရဖြစ်သွားကုသိုလ်ဖြစ်တယ်နောက်တစ်ခုကဘာတော့ဆိုတော့ အလူကံပုဂ္ဂိုလ်အတွက်ရရမဲ့ပစ္စည်းမရလိုက်ဘူးဆိုတော့သူ့ကိုလည်းပဲလာဘန်တည်းသူရရမဲ့ပစ္စည်းအတွက်အန္တရာယ်လုံးလိုက်တာပဲတဲ့ဒါဟောအလူကံပုဂ္ဂိုလ်အလူတဲ့ပုဂ္ဂိုလ်ကဒါရကကကုသိုလ်ရရမှမရတော့ဘူးအလူကံပုဂ္ဂိုလ်ကလည်းပစ္စည်းရရမှမရတော့ဘူးဟောအလူကံပုဂ္ဂိုလ်ကိုလည်းကုသိုလ်မဖြစ်အောင်အန္တရာယ်ပေးလိုက်တာ ਨੇ တူတူပဲတဲ့ လူခံတဲ့ပုဂ္ဂိုလ်လည်းပဲပစ္စည်းရရမှမရအောင်အနေရပြူရံနဲ့ဒူဒူပဲတဲ့။ယက်ဆော်ဗျာဒါမျိုးငါဘယ်တော့မှမလုပ်ဘူး။နောက်ဆုံးမှာသူများလူတာကိုခံတားတဲ့ပုဂ္ဂိုလ်ဟာတဲ့။မဟန္တာခင်ကလေးကသူ့ရဲ့စိတ်ယုတ်မှကြောင့်မို့လို့သူများလူတာသူကသူလူတာပဲလေ။အဲ့တော့မလိုမုန်းတားတဲ့စိတ်နဲ့ဟန်တားတာဖြစ်သွားတာ။ ဖြစ်သွားတော့မဟာတာခင်ကလေးကသူကခုနကကောင်းမှုရဲ့အန္တရာယ်မဖြစ်ခင်ရရှိမဲ့ပစ္စည်းလလပါရရှိမဲ့အန္တရာယ်ကို မပြုတ်ခင်ချွတ်တင်ပြီးတော့သူ့ရဲ့ခုံတိတ်ခါလေးသူဖြတ်စည်းပြီးသားဖြစ်သွားပြီဒီလိုဆိုလို့ရနော်အဲ့တော့ရသဘုရားဆုလို့တာကသူများလှူတာကို မလှူနဲ့လို့တားတဲ့ပုဂ္ဂိုလ်ဟာ ဒီအချက်၃ချက်ကိုသူ့မှာထိခိုက်နစ်နာမှု၃ခုသူလုံးတဲ့အလုပ်ကြောင့်ဒါယကာမှာကုသိုလ်ရရမှာမရတော့ဘူးအလူကံပုဂ္ဂိုလ်ပစ္စည်းရရမှာမရတော့ဘူးသူ့ကိုယ်တိုင်မှာကိုယ့်ရဲ့ဂုံသိက္ခာကိုကိုယ့်အကိုဖြတ်စည်းပြီးသားဖြစ်သွားပြီတဲ့၃ခုဒီလို၃မျိုးအတွက်အနေဖြစ်သွားတယ်လို့ပြော ဒါကြောင့်မို့လို့အလှူဒါနနဲ့ပတ်သက်ပြီးတော့တရိစ္ဆာန်ပဲကျွေးကျွေးလူကိုပဲပေးပေးမဟန္တာရဘူးလို့ပြော